ကိုဝန်တားဆီးကတ်တွေဖြစ်တဲ့စိတ်ချတော့ okay တော့လို့သတိတားဆီးကတ်တွေကိုပုံမှန်တောက်နေတဲ့လူတယောက်ဆိုရင်ဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးပါဒါမှမဟုတ်ကိုဝန်တားဖို့အတွက်ကိုသတိတားဆီးကတ်ကိုစပြီးတော့တောက်တော့မယ်ဆိုလို့ရှိရင်လေဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပေးပါဒီနေ့မှာတော့ကျွန်တော်ကကိုဝန်တားဆီးကတ်တွေကိုဘလို့တောက်ရမလဲဆိုတာကိုလိုရင်တို့ရှင်ပြပြပေးတော့မှာဖြစ်ပါတယ်အဲကျွန်တော်ပြပြမဲ့တားဆီးကတ်တွေကဒီဆေးနှမျိုးပါတဲ့ ဟော်မုန်းတာစီကတ်တွေဖြစ်ပါတယ်နော်အဲ့တော့ဆေးနှမျိုးပါတဲ့ဟော်မုန်းတာစီကတ်ရှိတယ်ဆေးတစ်မျိုးပဲပါတဲ့ဟော်မုန်းတာစီကတ်လည်းရှိတယ်ပေါ့နော်ကျွန်တော်ပြောမယ့်ဟာကဆေးနှမျိုးပါတဲ့တာစီကတ်ဖြစ်ပါတယ်နော်အဲ့တော့ခေါင်းစဉ်နေနဲ့အတိအကျပြောမယ်ဆိုရင်တော့ကျွန်တော်ကဒီလိုသုံးချင်ပါတယ် OK တာစီကတ်တောက်နေတဲ့လူစိတ်ချတာစီကတ်တောက်နေတဲ့လူ Marvelon 28သို့မဟုတ် Marvelon 21တောက်နေတဲ့လူ ဒီလိုလူတွေကိုရညွှန်းပါတယ်เนาะအရင်ဆုံးဒီဆေးနှစ်ခုကိုအုပ်စုနှစ်စုခွဲပြီးတော့ပြောချင်ပါတယ်ပထမအုပ်စုကကြာတော့ဆေးလုံး28လုံးပါဝင်တဲ့ဆေးကပ်ဖြစ်ပါတယ်ဒုတိယအုပ်စုကကြာတော့ဆေးလုံး21လုံးပါဝင်တဲ့ဆေးကပ်ရှိပါတယ်28လုံးပါဝင်တဲ့ဆေးကပ်ကိုဘယ်လိုတောက်အောင်လဲဆိုတာကို ပြပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့နဆနှစ်လုံးပါဝင်တဲ့စေကတ်ကိုတောက်တော့မယ်ဆိုလို့ရှိရင် အရင်ဆုံးယာသည်လာတာကိုစောက်ပါယာသည်ဒီနေ့စလာပြီဆိုလို့ရှိရင်ဒီနေ့ပဲစပြီးတော့တောက်ပါဒီနေ့စလာပြီဆိုရင်ဒီနေ့စပြီးတော့တောက်ပါအရေးကြီးပါတယ်ပြီးလို့ရှိရင်အဲ့ဒီ28လုံးပါတဲ့စေကတ်ကို ဇက်တိုက်တောက်သွားရမှာဖြစ်ပါတယ်။မြားညွန်တိုင်းတေချာတောက်ပါ။တို့မဟုတ်ခဏန်းပါရဆိုလို့ရှင်ခဏန်းအတိုင်းအတိကြတောက်ပါ။ခဏန်းက1ခဏန်းက2ခဏန်းက3အဲ့လိုရေးထားရဆိုရင်သူ့ရဲ့ခဏန်းအစင်လိုက်တိုင်းအတိကြတောက်ပါ။28လုံးပါတဲ့ဈေးကဖြစ်တဲ့အတွက်ကြောင့်28လုံးကုန်သွားပြီဆိုတာနဲ့နောက်ထပ်ဈေးက28လုံးပါတဲ့ဈေးကကိုချက်ချင်းတောက်မှာဖြစ်ပါတယ်။ တင်ကရာသီစလာတဲ့ပထမဦးဆုံးနေ့မှာတောက်ထားတာဖြစ်တဲ့အတွက်ကြောင့် true to do ဘာမှလုပ်ဖို့မလိုပါဘူးဒါက28လုံးပါတဲ့စေကကိုတောက်နီးဖြစ်ပါတယ်တကယ်လို့တင်ကရာသီလာတာကိုမစောက်ချင်ဘူးအခုချက်ချင်းတောက်ချင်နေဆိုရင်တော့ဘာလို့ရမလဲဆိုလို့ရှိရင်စေကိုအခုချက်ချင်းတောက်လို့ရတယ်ဒါပေမဲ့ ဆေးရအာနိသင်ကချက်ချင်းမရပါဘူးတပတ်ဆောက်ရပါတယ်ဒါကြောင့်မလို့ဆေးတောက်ပြီးခုနှစ်ရက်အတွင်းမှာအမျိုးသားနဲ့အတူနေလို့မရပါဘူးအမျိုးသားနဲ့အတူနေခလေးရပါမှာဖြစ်ပါတယ်ဒါကြောင့်မလို့အမျိုးသားနဲ့ခုနှစ်ရက်ရှောင်မှာသို့မဟုတ်အဲ့ဒီခုနှစ်ရက်အတွင်းမှာကုန်လုံးသုံးပါခုနှစ်ရက်ကြော်သွားပြီဆိုရင်တော့ဆေးအာနိသင်ကိုအပြည့်အဝရပါပြီအမျိုးသားနဲ့အတူနေလို့ရပါပြီထုံးစံတိုင်းမှာ28လုံးကုန်သွားပြီဆိုတာနဲ့နောက်ထပ် 28လုံးပါတဲ့ဈေးကတ်ကိုချက်ချင်းတောက်မှာဖြစ်ပါတယ်။ဈာထဲမှာယာစီပြန်ပြီးတော့လာမှာဖြစ်ပါတယ်။ဒါက28လုံးဈေးကတ်ရဲ့တောက်နီးပုံစံဖြစ်ပါတယ်။နောက်တဲ့အုပ်စုတစ်ခုဖြစ်တဲ့21လုံးပါတဲ့ဈေးကတ်ကိုဘယ်လိုတောက်အောင်လဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်။21လုံးပါတဲ့ဈေးကတ်ကိုတောက်တော့မယ်ဆိုလို့ရှိရင် ရှိမှပြောခဲ့သလိုပဲသူလည်းတူတူပဲယာစီ စလာတဲ့နေမှာစပြီးတော့တောက်ပါ။ရာသီဒီနေ့လာပြီဒီနေ့စလာပြီဆိုရင်ဒီနေ့စပြီးတော့တောက်ပါချက်ချင်းတောက်ပါ။ပြီးလို့ရှိရင်သူက27လုံးပဲပါတာဖြစ်တဲ့အတွက်ကြောင့်တပတ်တိတိနားရမှာဖြစ်ပါတယ်။အဲ့တော့ကိုကတောက်တာဆေးက27လုံးကုန်သွားပြီဆိုလို့ရှိရင်တပတ်တိတိဆိုတဲ့အတွက်ကြောင့်9ရက်တိတိနားမှာဖြစ်ပါတယ်။ 21လုံးဇက်တိုက်တောက်သွားပါပြီးလို့ရှိရင်9ရက်မတောက်ပဲနေပါအဲ့တော့သဘောတရားကဆေးတောက်တဲ့28ရက်ပုံစံဖြစ်သွားမယ်ဒါပေမဲ့ဒါကကြတော့ဆေးက21လုံးပဲပါတဲ့အတွက်ကြောင့်9ရက်တိတိနားမှာဖြစ်ပါတယ်9ရက်ပြည့်သွားပြီဆိုတော့ ਨੇ နောက်ထပ်ဆေးကအစ်စ်21လုံးပါတဲ့ဆေးကကို ချက်ချင်းပြန်ပြီးတော့တောက်มาဖြစ်ပါတယ်ဒါကြောင့်မလို့နားတဲ့9ရက်တီတီကိုသေချာရည်တွက်ထားဖို့လိုအပ်ပါတယ်နားတဲ့9ရက်ပြည့်သွားပြီဆိုတာနဲ့နောက်ထပ်20လုံးပါတဲ့စေကတ်ကိုချက်ချင်းတောက်มาအဲ့လိုပဲဒုတိယစေကတ်လည်း20လုံးကုန်သွားပြီဆိုတာနဲ့9ရက်တီတီနားပါပြီးလို့ရှိရင်နောက်ထပ်20လုံးပါတဲ့စေကတ်ကိုခေါင်းရပြည့်ပြီဆိုတော့ချက်ချင်းပြန်ပြီးတော့တောက်ပါအဲ့လိုမျိုးဇက်တိုက်တောက်သွားမှာဖြစ်ပါတယ်ဒါက ရာသီဆလာတဲ့ပထမဆုံးနေ့မှာတောက်တဲ့ပုံစံဖြစ်ပါတယ်တကယ်လို့မဟုတ်ဘူးကိုကရာသီလာတာမစောက်ချင်ဘူးအခုချက်ချင်းတောက်ချင်တယ်ဆိုလို့ရှိရင်လေတောက်လို့ရပါတယ်ထုံးစံအတိုင်းပဲဆေးရအာနေတဲ့ချက်ချင်းမရပါဘူးခொနရတိတိစောင်းမှာဖြစ်ပါတယ်ခொနရတွေမှာအမျိုးသားနဲ့ရှောင်ဖို့လိုပါတယ်သို့မဟုတ်ခொနရတွေမှာကွန်ဒုံသုံးဖို့လိုအပ်ပါတယ်ခொနရကြော်သွားပြီဆိုလို့ရှိရင်တော့အကာအဝယ်မပါဘဲနဲ့ အတူတူနေလို့ရပါတယ်ဆေးရအာနေတင်စပြီးတော့ပြပါပြီပြီးလို့ရှိရင်တော့ထုံးစံတိုင်းပဲ23လုံးကုံသွားပြီဆိုတာနဲ့21ရက်ပြည့်သွားပြီဆိုတာနဲ့ခုနှစ်ရက်တိတိနားမယ်ဒုတိယကက်ကိုတောက်မယ်ခုနှစ်ရက်တိတိနားမယ်တတိယကက်ကိုတောက်မယ်အဲ့လိုမျိုးပုံစံနဲ့တောက်မှာဖြစ်ပါတယ်ဒါကတော့23လုံးပါတဲ့ဆေးရတောက်တဲ့ပုံစံဖြစ်ပါတယ် တကယ်လို့တင်ကဆေးတွေမေ့သွားခဲ့လို့ရှင်ဘယ်လိုတောက်မလဲဆိုတာကိုနောက်ဗီဒီယိုလေးမှာဆက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်မရှင်းတာရှင်လဲကွန်မန့်မှာမေးလို့ရပါတယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှင်လဲ subscribe လေးလုပ်ပေးကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်